အားလုံးပဲမင်္ဂလာပါရှင်ကျမတို့တရင်ဌာနကနေအော်တိုဘာလ22ရက်နေ့နေ့လယ်ခင်းနောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီရွှေကောက်ပွဲကိုအတိမတ်မပြုကြဘို့အာဆီယံလွှတ်တော်အမှတ်တွေတောင်းဆိုရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံနိုင်ငံတွေကလွှတ်တော်အမှတ်တွေကစစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲကိုအတိမတ်မပြုကြဘို့စော်ဩနေကြပါတယ် ဆစ်ဆလာနိုင်ငံဂျနီဗာမြို့မှာကျင်းပမဲ့ IPU ညီလာခံကိုတက်ရောက်လာတဲ့အာဆီယံလွှတ်တော်အမတ်တွေဟာနိုင်ငံတကာအတိုင်းအဝိုင်းအထူးသဖြင့်ဥရောပသမဂ္ဂ EU အနေနဲ့မြန်မာပြည်အရေးကိုအာရုံစိုက်ကြဖို့မြန်မာစစ်ပေးရှောင်ဒုက္ခသည်တွေကိုကူညီကြဖို့နဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြဖို့တောင်းဆိုခဲ့ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေကလွှတ်တော်အမတ်တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအထူးရောက်ရွေးကောက်ပွဲလို့ကြေညာခဲ့ပြီးအဲ့ဒီအထူးရောက်ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေအတွက်တာမကအ လူခွင့်ရင်ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေဆက်လက်ခိုင်မာဖို့အာဆီယံဒေသတွင်နိုင်ငံတွေအတွက်ပါချိန်ချမှုဖြစ်တယ်လို့အင်ဒိုနီးရှားလွှတ်တော်အမတ်မာစီခရစ်စတီဗာရန်ကပြောပါရယ်အတူရောင်ရွေးကောက်ပွဲဟာမြန်မာပြည်သူအလုံးအတွက်လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့အာဆီယံလွှတ်တော်လူခွင့်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သူမာစီခရစ်စတီဗာရန်ကဆိုပါရယ်မြန်မာပြည်သူတွေရိုဟင်ဂျာပြည်သူတွေကိုပံ့ပိုးကူညီကြဖို့နဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေကိုအတိမတ်မပြုကြဖို့သူကတောင်းဆိုသွားတာပါ မလေးရှားလွှတ်တော်အမတ်အကွမ်းချန်းကလည်းမြမရေးနဲ့ပတ်သက်လို့ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေအပါအဝင်အခွဲစည်းတွေနဲ့တွေ့ဆုံခဲ့ကြောင်းအသိပေးပြီးအထူးတကားလှုပ်ဆောင်နိုင်တာတွေဆွေးနွေးခဲ့ကြတယ်လို့ပြောပါရယ်။ဒီနေ့ကုန်ပိုင်းမှာကျင်းပဖို့ရှိတဲ့စစ်ကောင်စီရွှေကောက်ပွဲကိုလက်ခံလို့မရကြောင်းခိုင်မာပြတ်သားတဲ့သတင်းစကားကိုအသိပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီသတင်းစကားကိုသူမိခင်နိုင်ငံမလေးရှားကိုဖြန့်လဲတဲ့ဆောင်သွားမယ်လို့လည်းလွှတ်တော်အမတ်အကွမ်းချန်းကပြောပါရယ်။ စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နဲ့ရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေမစေလွတ်ဖို့မလေးရှားနိုင်ငံသားယုံဝင်ကြီးဌာနကိုတောင်းဆိုသွားမှာဖြစ်တယ်လို့လွှတ်တော်အမတ်ဝမ်ချန်းကဆက်ပြောပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက် IPU အမှုဆောင်ကောင်စီဟာ2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမှတ်တွင်ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုအဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးဒီနေ့အထိဆက်လက်အတိမတ်ပြုထားပါတယ်။လက်ရှိဂျနီဗာမြို့မှာကျင်းပနေတဲ့ညီလာခံကိုလည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အဖြစ်ဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တက်ရောက်နေတယ်လို့ CRPH ကအောက်တိုဘာလ22ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြဝတီ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ရန်ရှိသောကြောင့်တရုတ်ထိုင်းအပါအဝင်နိုင်ငံသား300ကျော်နဲ့ပြည်တွင်းအလုံသမားရာချီထွက်ပြေး KK ဘက်ကိုစီမံခန့်ခွဲနေသော BGF ကဂိတ်ဖွင့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်ရှိ KK ဘက်ကြားဖြတ်ရုံများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းရန်ရောက်ရှိနေပြီးနိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းနေဆက်မှကရင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ22ရက်နေ့နနက်8နာရီခန့်တွင်မြောက်ပြည်မြို့တောင်ဘက်ရှိ KK ပတ်ကြားဖြန့်ယုံများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းရန်ရောက်ရှိနေခြင်းကြောင့်တရုတ်နှင့်ထိုင်းနိုင်ငံသားများအပါအဝင်နိုင်ငံသားသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပါသည်။လက်ရှိချိန်တွင်ထွက်ပြေးတိမ်းရှောင်နေရသောနိုင်ငံသားသားများသည်ထိုင်းနိုင်ငံဘက်သို့ကန်ကူးရန်လှုပ်ဆောင်နေပြီး KK ပတ်ကိုစီမံခန့်ခွဲနေသော BGF တပ်ဖွဲ့ကလည်း KK ပတ်အတွင်ရှိတကားများနှင့်ခင်များကိုဖွင့်ပေးထားကြောင်းသိရပါသည်။ ဒီနေ့နနက်၈နာရီမှာမြောက်ဒီမြို့တောင်ဘက်မှာရှိတဲ့ KK ဘက်ကြားဖြတ်ရုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ဖို့ရောက်ရှိနေတယ်လို့သိရပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်အခြားနိုင်ငံသားသား300ကျော်ထွက်ပြေးတိမ်းရှောင်နေတယ်။ KK ဘက်ဝင်စီးတော့မယ်ဆိုပြီး PGF ကတကားတွေဖွင့်ပေးထားတယ်လို့သိရတယ်။တရုတ်တွေထိုင်းတွေကန့်ကူးဖို့လှေကိတ်တွေဘက်ဆင်းလာနေတယ်။ထိုင်းဘက်ချမ်းကိုတော့မကူရသေးဘူး။စစ်တပ်နဲ့ BGF က KK ဘက်ဆိုင်နားမှာပဲရှိနေတယ်ဟုခရင်တရင်ရင့်မြစ်ကပြောဆိုပါတယ်။ KK ဘက်ကိုစွန့်ခွာလာတဲ့နိုင်ငံသားသားများအနက်မှာထိုင်းနိုင်ငံသားများကိုထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးအခြားနိုင်ငံသားသားများကိုကူးခွင့်မပေးကြောင်းဖြီရင်းမှမြန်မာများမှမူမြောက်ပြည်မျိုးနှင့်ရွှေကိုကိုဘက်တို့သွားရန်ကြိုးစားနေကြကြောင်းသိရပါတယ်။မြောက်ပြည်မျိုးဘက်ကိုသွားနေကြတဲ့ထိုင်းဘက်ကပေးမဝင်ဘူး၊ကံကူမခံဘူး၊တချို့တရုတ်တွေကို BGF ကကားတွေနဲ့ခေါ်ထုတ်နေတယ်။ထိုင်းတွေကတော့ထိုင်းဘက်ကိုထိုင်းစစ်တပ်မမြင်တဲ့ဂိတ်တွေဘက်ကနေပြန်ကူးပေးနေတယ်။ထိုင်း150ကျော်ထိုင်းဘက်ပြန်ရောက်သွားပြီလို့သိရတယ်ဟု ခရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အော်တိုပါလာ19ရက်နေ့ကလည်းအချမ်းဖက်စစ်တပ်ကမြောက်ဝတီမြို့နယ်အတွင်းရှိ KK ဘက်ကိုစီးနင်းခဲ့ရန်စောက်လုပ်ပြီးအဆောက်အုံတထက်တိုက်10လုံး၊နှစ်ထက်တိုက်အလုံး၁၀၀၊၄ထက်တိုက်အလုံး20၊၅ထက်တိုက်နှလုံးတထက်တိုက်ဈေးဆိုင်ခန်20လုံး၊နှစ်ထက်တိုက်ဈေးဆိုင်ခန်30လုံး၊တထက်တိုက်915လုံး၊နှစ်ထက်တိုက်920လုံး၊၄ထက်တိုက်910လုံး၊စောက်လုပ်စဲနှစ်ထက်တိုက်21လုံး၊၃ထက်တိုက်10လုံး၊၄ထက်တိုက်5လုံး၊၅ထက်တိုက်5လုံးနဲ့ တထက်တိုက်ဆေးပေးကန်နှက်ခမ်းတို့တွေ့ရှိခဲ့ကြောင်းစတာလင်ဆက်လောင်းအစုံ30နှင်းဆက်ဆက်ပစ္စည်းများတင်စီရမိခဲ့ပြီးအလုတ်သမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။